မင်္ဂလာပါရှင်ဒီနေ့တော့ဖြူကစက်တောင်ပန်ကျော်ကိုပုံမွေးလေးနဲ့ကျွတ်ကျွတ်ဆက်ဆက်ကျော်လေးလေးပြန်လေးပြဝေးပေးပါမှာဖြစ်ပါရှင်တော်လေးကြော်စားဖို့အတွက်ပအဝင်ပစ္စည်းတွေကတော့ချက်တောင်ပဲချက်သွန်နီနေရုံသီးချောင်းနဲ့ချက်သွန်ဖြူလိုလိုအပ်ပါရဲ့နော် ထပ်ပေါင်းဆောင်ဝယ်လာတဲ့စက်တောင်ပံတွေကိုရေတိစားစီပြပါရရှင်ရေစီပြတော့ရင်တော့စက်တောင်ပံတွေကိုအရသာဝင်အောင်အနေငယ်လိထက်ပါရနော်အရသာထဲပါမယ်ရှင်ဟင်းချက်ဝိုင်းအနေငယ်ပဲငန်ကြရဲ့အချီပဲငန်ကြရဲ့အနောက် ခယူးစီတယုတ်ကကောင်းမွန်တဲ့စီအနှဲငယ်ကိုထည့်ပြီးအရသာနှံ့အောင်တရားလေးနေထားပြီးလိုက်ပါရှင်။ ထဲထားတဲ့ကြက်တောင်ပန်တွေကိုအရသာနှံ့အောင် တနအီလနှံ့ထားပေးလိုက်ပါရနော်။ကြက်တောင်ပန်ကြော်ဖို့မွှေးနေအောင်ကြော်ဖို့အတွက်ကြက်သွန်ဖြူများများသုံးပါမယ်ရှင်။ကြက်သွန်ဖြူကိုအခုန်ခွာရေးစေးပြီးတာနဲ့ကြော်ဖို့အတွက်ကြိတ်လိုက်ပါရနော်။ ါကတော့အရပါနှက်ထားတဲ့စက်တောင်ပံတွေနှက်ထားတာတနားရီလောက်ကြာရင်တော့ကင်မဲ့ဥရဲကိုထည့်ပြီးတော့ကင်မှုအတွက်ပြင်ဆင်လိုက်ပါရနော်အပူချိန်190ဒီဂရီနဲ့15မိနစ်ကြာခင်လိုက်ပါရှင်။ကျက်တောင်မှခင်ထားတဲ့အချိန်မှာကျက်သွန်ပြူကြော်ကိုကြော်ထားပါမယ်နော်။ကြော်မဲ့ဦးရဲကိုစီခဲစနိုးမုတ်ချဲပြီးကြိတ်ထားတဲ့ကျက်သွန်ပြူတွေကိုကိုယ်ကြည့်ချင်အောင်ပြတ်ပြီးပါရှင်။ ခုလိုနေထားတယ်ဆိုရင်တော့မိဘိတ်ပြီးစဲထားလိုက်ပါရဲ့နော်။ပြီးရင်တော့ငရုံတီးချောင်လေးတွေကိုလည်းမှွေးနေအောင်ကြောပြေးထားပါရဲ့ရှင်။ ကတော့ကြက်တောင်ပံကိုချွနေအောင်ပြင်ကျော်တဲ့အခါမွေးနေအောင်ထဲဖို့အတွက်ကြက်တောင်ဒီကိုဖြစ်စင်နေတာဖြစ်ပါရဲ့နော်။ကြက်တောင်ဒီတလုံးကိုအဖုံခွာရေးစီပြီးပပလိထားလိုက်ပါရဲ့ရှင်။ပြစင်းပြီးရက်ကကြက်တောင်မှခင်ထားတာလေးလည်းရပြီဆိုတော့ချွတ်ချွတ်ရွရွလေးဖြစ်နေအောင်ပြန်ကြော်ပေးပါမယ်နော် ခဏကငေုပ်သီးကြော်ထားတဲ့စီနဲ့ပဲမှွေးနေအောင်စက်ကြောပါမယ်ရှင်။စီပူလာတာနဲ့ကြက်တုံနီထည့်ပြီးရောစီးတတ်ပါရဲ့နော်။ကြက်တုံနီမှွေးလာရင်တော့အယောင်လှဖို့အတွက်ပဲငန့်ကြိုက်အနေငယ်ထည့်လိုက်ပါရဲ့ရှင်။သိရင်တော့กินထားတဲ့ကြက်တောင်ပံလေးတွေကိုထည့်ကြောပေးပါရဲ့နော်။ က်တောင်မန်ကျော်ကိုကျော်တဲ့အခါပိုးစားကောင်းအောင်ကုနာပတ်ကျော်ထားတဲ့စက်သွန်ဖြူကျော်နဲ့ BOB ကျောက်ကူကိုထည့်ကျော်ပေးပါရှင်။ဒီရင်တော့အယောင်တိမောက်နဲ့ငရုတ်ကောင်းလို့ကိုထည့်ပြီးကျွရွရနေအောင်9မိနစ်လောက်ကြောပေးထားပါရဲ့နော်။စက်သားတက်တုံကအရသာထည့်ထားတာဖြစ်လို့အခုအမေအရသာတိမထည့်တော့ပါဘူးရှင်။ ာမင်းလေးလောက်ကြောပြီးပြီเนาะသူ့ရွာပြီးနှိမ့်တိုင်နေတယ်စက်တောင်ပဲအဆက်ကျော်လေးတစ်ခွေရတာပါပြီเนาะချုပ်ခုချောပြသွားရဲ့ဂျော်နီလေးကပုံမှန်ကျော်ရာထက်ချွေရွာပြီးတော့ရမ်းစားလို့ကောင်းပါအရှင်စက်တောင်ပဲကြိုက်တက်တဲ့သူလေးတွေဆိုရင်เนาะဖြိုးချောပြသွားသလိုလေးကြော်စားကြည့်ပါအောင်เนาะချို့ရဲ့စက်တောင်ပဲဂျော်နီလေးကဟင်းချက်ဝိုင်းထက်နေထားတာဖြစ်တဲ့အတွက်အတွင်းသားလေးကရမ်းနှူးညံ့ပြီးစားလို့ရမ်းကောင်းပါရဲ့ရှင် ီနေ့ကြောပြသွားတဲ့ကျတောင်မဲဂျော်နီလေးကအလုံနဲ့နဲ့ရှုပ်တဲ့ဆိုပေမဲ့ပုံမှန်ကျော်စားရတဲ့ပို့ပြီးတော့စားကောက်မဲဂျော်နီလေးပဲဖြစ်ပါရဲ့နော်ဖြူလို့ရဒီနေ့ကျတောင်မဲအဆက်ဂျော်နီဗီဒီယိုလေးကိုစောင့်နေကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင့်